ဒီနေ့သတင်းစာရှင်းလင်းပွဲမှာကျမတို့အချိန်ချင်းကျမတို့ဟိုဆွေးနွေးကြပါတယ်ရှင်ဆွေးနွေးကြတဲ့အချိန်မှာအချက်နှစ်ချက်ကိုကျမကျမတို့ကအဲဒီ message ပေါ့နော် message နှစ်ခုကတော့နံပါတ်၁ကလက်နက်ကင်အဖွဲ့အစည်းတွေပေါ့နော်ဒါတပ်မတော်ကလွဲ၍ပေါ့တပ်မတော်ကလွဲ၍လုံခြုံရေးတပ်ဖွဲ့တွေကလွဲ၍ဟို state actor တွေကလွဲ၍ပေါ့နော်လက်နက်ကင်အဲလက်နက်ကင်ပြိပက္ခဖြစ်နေသေးသေး၍ဟာအဲဒါကျမတို့ပြည်တွင်းရဲ့ကျမတို့ကျမတို့နိုင်ငံရဲ့ ကိုခံအားမကောင်းဘူးပေါ့နော်ကိုခံအားမကောင်းရင်တော့ယောဂါတွေကဝင်မှာပဲယောဂါဆိုတာပြင်ပလာတာကိုခံအားဆိုတာတော့ကျွန်တော်တို့ကိုကိုဟာကိုနေ့စဉ်ဆောက်ရှောက်ရမယ့်ကိစ္စပေါ့နော်။နောက်အဲ့ဒါကြောင့်မလို့ဒီအပြစ်ခတ်ရက်ဆဲရေးရနေပြီးတော့မှအဲကျွန်တော်တို့အဲထာဝရငြိမ်းချမ်းရေးကိုရောက်အောင်ပေါ့နော်။ဆိုလို့ရှိရင်လက်နဲ့စွန့်ဖို့စ조사ကြပါအဲနိုင်ငံရေးစကားဝိုင်းကိုလာကြပါလို့ကျွန်တော်တို့ကအဓိကနံပါတ်1 message ပေးချင်တာဖြစ်ပါတယ်ရှင်။အဲဒုတိယ message ကတော့ခုနပြောထားတဲ့အတိုင်းပဲပြည်သူလူထုချင်းချင်း စီးလုံးညီညွတ်ကြပါအဖြူမဟုတ်ရင်တော့ तू ကအမဲပဲလို့ယူဆပြီးတော့မှအနီအဝါအပြအစိမ့်နေအကုန်ရှိတာကိုလက်မခံမဲနဲ့အဖြူမဟုတ်ရင်အမဲပဲဆိုတော့အဲကျွန်တော်တို့လူအဖွဲ့စီဖြစ်နေတဲ့၍ကျွန်တော်တို့ဒီလိုပဲအချင်းချင်းရံဖြစ်နေကြရံဖြစ်နေတဲ့၍ရတော့ကျွန်တော်တို့ကိုခံအားပေါ့နော်နိုင်ငံတော်ကိုလူတယောက်လိုစဉ်းစားရင်ကျွန်တော်တို့ကိုခံအားနည်းတဲ့အဲကျမ်းမာရေးအဲကျမ်းမာရေးထိခိုက်လွယ်တဲ့အဲလူတယောက်ဖြစ်နေမှာ ပေါ့နော်နိုင်ငံတစ်ခုဖြစ်နေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဟိုနိုင်ငံတကာရဲ့ အဲကျမတို့ပြည်သူလူထုတရလုံးကိုကျမအတောင်းဆိုချင်ပါတယ်ဟိုနိုင်ငံတကာရေးရာတွေကပပထဝီနိုင်ငံရေးကိစ္စတွေဟိုမြက်ဟိုပေါ့ရှင်ဒါတွေကိုကျမတို့အမြင်ကျယ်ကျယ်နဲ့ကြည့်ကြဖို့လိုအပ်ပါတယ်အဲတကယ်တမ်းကျတော့ကျမတို့ကဘာကြီးကအဲဒီ unipolar war ကနေ multipolar war ပေါ့နော်ဆိုလို့ရှိရင်ဒီ american ဆိုတဲ့တိုင်းပြည်ကနေပြီးတော့မှအဲဒီကဘာလုံးမှာဒီကဘာလုံးမှာသူ့အလိုဆန္ဒအရာ ဖြစ်နေရကနေပြီးတော့မှအခုချိန်မှာတော့အဲတရုတ်ဆိုတာပေါ်လာတယ်အိန္ဒိယရုရှားပေါ်လာတယ်စသဖြင့်အင်အားကြီးနိုင်ငံတွေစီးပွားရေးကောင်းတဲ့နိုင်ငံတွေပေါ်လာတယ်စီးပွားရေးကောင်းရင်ဒါဟိုစစ်လက်နက်အင်အားတွေစစ်အင်အားတွေလည်းကောင်းလာမှာပေါ့နော်အဲ့လိုမျိုးဟိုဒီဒီအကူပြောင်းကာလမှာကျွန်မတို့ဟာဟိုကျွန်မတို့ဟာဒီလိုပေါ့ရှင် big power politics ပေါ့နော်ဒီနိုင်ငံအင်အားကြီးနိုင်ငံတွေအားပြိုင်ကြတဲ့နေရာမှာကျွန်မတို့ဟာမြေစာပင်ဖြစ်နေပါလေရှင့် အဲတွဲနှကောင်ခတ်တဲ့အချိန်မှာမြေစာပင် ဖြစ်နေပါတယ်။အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်ရှင့်။အဲကျွန်တော်တို့ဘာပြောခံထားရလဲဆိုလို့ရှင်နံပါတ်1ကျွန်တော်တို့ပြည်သူလူထုကဘာကိုသွေးခွဲခံထားရလဲဆိုလို့ရှင်တက်မရော်နဲ့ပြည်သူလူထုနဲ့သွေးခွဲခံထားရပါတယ်နံပါတ်1တက်မရော်ကလို့ရင်ဘာမှဆိုမကောင်းဘူး။ဆိုလို့ရှင်တက်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်။ကောင်းတယ်တက်ကတရားရဂိုင်နှုံးကောင်းတယ်လို့ကျွန်တော်မပြောပါဘူး။တက်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်။ကောင်းရင်ကောင်းတာကိုမြင်ပါမကောင်းရင်မကောင်းတာကို ပြုပြင်ဖို့လို့အတွက်ကျမတို့မိသားစုဝင်အချင်းချင်းမောင်နှမအချင်းချင်းအဲတတ်မတော်မကောင်းတာရှိလို့ပြောကျင်နေဆိုလို့ရှိရင်အပြုသဘောနဲ့ပြောပြီးတော့မှအဲပြောပြီးတော့မှဒါပြည်သူချစ်တဲ့တတ်မတော်ဖြစ်လာအောင်ကျမတို့ဆောင်ရွက်ကြဖို့လိုတာဖြစ်ပါလေရှင့်